ချောင်းနှစ်ရွယ်မိန်းကလေးငယ်ကိုကိုဝင်ရအောင်ပေါင်းတင်ခဲ့လို့လူပြောများနေတဲ့ဝန်ဒီမျိုးကကြောင်းထိုင်စီရတော့အားလုံးပဲမိင်္ဂလာပါ Sally Space H ကနေပြန်လည်ကြိုဆိုလိုက်ပါရီအခုခေတ်မှာလူပြောများနေတဲ့ကိစ္စတွေကတော့တန်ကားတော်တွေနဲ့မတုကာမတွေအနေအထိုင်မစင်ကျင်တဲ့ကိစ္စဖြစ်ပါရီအားလုံးဒီကြားတဲ့အတိုင်းခုခေတ်မှာဖုန်းကြီးနဲ့လူအတူတူဖြစ်လာသလိုကျောင်းနဲ့အိမ်တူလာပါရီတကယ်ဆိုရင်တန်ကားတော်တွေဟာမိမော်တွေမတုကာမတွေနဲ့ဆက်ဆက်လျားတာတွေကိုဗုဒ္ဓဘာသာမှာစီကံတင်းကျပ်ထားပါရီ ဒါကလေရဟန်းတော်တွေဟာကိလေသာကုန်ခန်းနေတဲ့သူမဟုတ်တဲ့ပုထုရှင်လူသားတွေမလို့မဖြစ်တင်တာမဖြစ်ရအောင်ပညတ်တော်တွေထားကတားမြစ်ထားတာဖြစ်ပါရည်ရဟန်းတော်တွေဟာမတုကာမာရီနဲ့ဆက်လင်းရင်အာဘက်တင်တတ်ပါရည်ဒါပေမဲ့လေခုခေတ်မှာတော့ဖုန်းနဲ့အင်တာနက်တွေပေါ်မှာကိလေသာတဏှာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတန်ဃာတော်တွေဟာနေ့စဉ်နေတိုင်းလိုလိုကြားလာရပါရည် ဒီလိုအခြေအနေတွေကြောင့်လည်းတန်ဃာတော်တွေမကြာခဏမိမရှိပြီးတော့လူထွက်တာတွေလူမှုရေးပြဿနာတွေနဲ့ပတ်သက်တာတွေကိုနေ့စဉ်နေ့တိုင်းကြားရတာဖြစ်ပါတယ်။အခုကမှတော့အသက်16နှစ်ရွယ်မိန်းကလေးကိုကိုဝင်ရအောင်လုပ်ခဲ့ကြောင်းဆွဆွဲခံရတာကတော့မိထီလာခိုင်ဝမ်းတေးမြို့နယ်ထမ်းမီကုန်းကျေးရွာဆန်နီမာယာအကြောင်းကကြောင်းထိုင်စီရတော့ပါ။အဆိုပါထမ်းမီကုန်းကျေးရွာကအစောပိုင်းမှာတော့ ကျောင်းနိုင်ဆရာတော်ကကြီးညိုပေကောင်းတာကြောင့်လေရွာသူရွာသားတွေကစီးကက်ကိုယ်ွယ်ကြတာဖြစ်ပါတယ်။ဂျာရီမဲလေးဆရာတော်ကတော့ရွာတွေကအသက်16နှစ်ရွယ်မိန်းကလေးကိုနှစ်ဦးသဘောတူသားမယားပြုကျင့်လိုက်တာဖြစ်ပါတယ်။ဒီလိုချိန်ကြာကြီးပေါင်းသိနေထိုင်ကြတဲ့သိရတာပါ။ဂျာရီမဲလေးရွာသူရွာသားတွေကတော့ဆရာတော်ရဲ့သီလသမားတွေကိုယုံကြည်တာကြောင့်တန်တရားမဝင်ခဲ့ကြပါဘူး။ဒါကြောင့်လေဆရာတော်နဲ့အမျိုးသမီးငယ်တို့ အချင်းကြာကြီးပေါင်းသိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လေခုခါမှာတော့ဆိုဝါမျိုးသမီးဟာကိုဝင်6လတောင်မှရှိနေပြီလို့သိရပါတယ်။ဒီခါမှတော့လူတွေကကြောင်းထိုင်ဆရာတော်နဲ့16နှစ်ရွယ်ကောင်မလေးငယ်တို့ရဲ့ဇလန်းကိုလူတွေကတိတော်ကြတာဖြစ်ပါတယ်။ဒီလိုသိပြီးမှတော့ကြောင်းထိုင်ဆရာတော်နဲ့တိတိပုံညာနေတဲ့အသက်16နှစ်ရွယ်မျိုးသမီးငယ်ဟာရုတ်တရက်ဆိုသလိုရွာကပျောက်ဆုံးသွားတယ်လို့သိရတာပါ။ဒါကြောင့်လေဆိုဝါမျိုးသမီးငယ်ကိုရွာသူရွာသားတွေကကြောင်းထိုင်ဆရာတော်စီကပြန်ပေးဖို့တောင်းဆိုကြတာဖြစ်ပါတယ်။အချို့ကတော့ကြောင်းထိုင်ဆရာတော်ဟာဆိုဝါမျိုးသမီးငယ်ရှက်မရအောင်နဲ့သူ့ရဲ့ဂုဏ်သိက္ခာကိုကာဝေးဖို့ချားမြ ုကိုပို့လိုက်ပြီလို့ယူဆကြပါရီအချို့ကလည်းဆရာတော်ကနှုတ်ပေးလိုက်ပြီလို့ပြောကြတာပါကျောင်းနိုင်ဆရာတော်ကတော့16နှစ်ရွယ်မျိုးသမီးငယ်လေးနဲ့ကိုဝင်ရတာကသူနဲ့မဆိုင်ကြောင်းသူကမတရားဆွဆွဲကြတာဖြစ်တယ်လို့တုံ့ပြန်ပါရီဒါပေမဲ့အနာနဲ့ပေါ်မှာပြင်နေလာတဲ့ video file တွေမှာတော့မိထီလာခိုင်ဝန်ဒီမျိုးတွေထမ်းမင်ကုန်းကျေးရွာကရာသူရသားတွေကတော့ဆရာတော်ကိုဆွဆွဲကကျောင်းကနေဆင်းပေးဖို့ဖွက်ထားတာခွေယူပေါင်းသိနေတဲ့16နှစ်ရွယ်သမီးငယ်လေးကိုထုတ်ပေးဖို့လူထွက်ပေးဖို့တောင်းဆိုနေကြတာပါအချို့သောလူတွေကတော့လူတွေဟာမဟုတ်မမှန်တန်ကားတွေကိုဆွဆွဲတာဖြစ်နိုင်တယ်လို့ဆိုကြပါရီ ်အထူးသဖြင့်ဒိုက်တာဦးသူခရိုက်ကူးခဲ့တဲ့ရဟန်းမစားရသောစွန့်တဲ့စကားတွေကလိုတန်ဃာရီကိုဆွဆွဲမိရင်အပြည့်ကြီးကြောင်ဒါကြောင့်လေသက်ဆိုင်ရာမြို့နယ်တန်ဃာနယ်ကအဖွဲ့အစည်းကိုတိုင်ကြားကစုံစမ်းစစ်ဆေးပြီးဖို့တောင်းဆိုသင့်တယ်လို့ဆိုကြပါတယ်။ဘိုင်းပြည်ပြည်ဝန်းနည်းမြို့နယ်ထမ်းမင်ကုန်းကျေးရွာကဖြစ်ပျက်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်သိခါကြဆရာကိစ္စတွေဖြစ်လာတာပါ။ဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်တွေရောမာတုကာမကိုပေါင်းသိကကိုဝင်ရအောင်လုပ်ခဲ့တဲ့ចောင်းထိုင်ဆရာတော်ကိစ္စကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အပင်နဲ့ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။